ိုတော့ကဝိသုဒ္ဓအောင်ဆိုတော့ဘုရားကြီးဆိုတာရှိတယ်။အဲ့ဒါအောက်ပြေအောက်ရက်လာပြီးတော့ဆိုတော့ကြီးကသာသနာပြုတယ်ဘယ်မျိုးလဲပုံပုံကောက်ကောက်မမှတ်မိတော့ပါဘူး။အဲ့ဒါမန္တလေးမှာရှိတဲ့သူ့ရဲ့အကြောင်းကိုမီးလောင်။အဲ့တော့မီးလောင်တဲ့အခါကျတော့ဒီတပည့်အတန်ကားတွေနဲ့တရားတော်မတွေနဲ့စာနဲ့ရေးပြီးတော့လှမ်းပင့်တယ်ဆိုတော့ကြီးပြန်ကြွားခဲ့ပါဦး။အဲ့တော့ဆိုကြီးကပြန်ကြွမလာဘူးပြန်ကြွမလာပဲနဲ့ဂါထာ၃ပုတ်ရေးပေးလိုက်တယ် ယံကိဉ္စီဘာဟိယဝိတုံယထာကမပပိစတုအစ္ဆတံမိမဘိန်နောမိအဘိန်နောဝေတပိညာဝါပြင်ဘက်ကအရာတွေပျက်စီးသွားတဲ့အတွက်ကြောင့်တော့ဒီလူကိုပျက်စီးနေတဲ့လူလို့မဆိုနိုင်ဘူးတဲ့အတွင်းပျက်စီးပျက်စီးမှဒီလူဟာပျက်စီးနေတဲ့လူလို့ဆိုရတာအဲ့တော့အတွင်းပျက်စီးဆိုတော့ဘာပြောရအောင်ဆိုတော့နိဗ္ဗာန်ချမ်းသာကိုရည်ရွယ်ပြီးတော့တောင့်တပြီးတော့ပြုတ်လိုက်တဲ့တိလသမารီပညာကိုပြောတာ အပြင်ပစ္စည်းပြက်လို့ဒီလိုဟာပျက်စီးမှုကြုံရတဲ့လူလို့မဆိုနိုင်သေးဘူး။မတော့အပြင်ပစ္စည်းမှုဆိုတဲ့နေရာမှာဘာဟိယဝတ္ထုအပြင်ဘက်ကအရာပြင်ဘက်ကအရာဆိုတာကိုပိုင်ဆိုင်ထားတာတွေပတ်သက်ထားတာတွေလောက်ကိုပြောတာမဟုတ်ဘူး။ဘဝခန္ဓာဒီပင်လည်းရင်ဒီနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကောင်းမှုနဲ့ရှင်လိုက်မယ်ဆိုရင်သူဒီပင်လည်းအပြင်ဝတ္ထုဖြစ်တယ်။သူလိုတာကကိုယ့်အသက်ဒီပင်လည်းရင်အတွင်းပစ္စည်းမဟုတ်ဘူး။သူပြက်ချင်ပြက်ပစ္စည်းသူပြက်မယ်ဆိုရင်တောင် အတွင်းပစ္စည်းမပြည့်စည်သေးဘူးဆိုရင်ဒီလိုဟာပြည့်စည်မှုကြုံတဲ့လူမဟုတ်ဟုတ်တယ်အလွန်မှန်တဲ့ဥစ္စာဘောဆိုခန္ဓာပြည့်သွားလဲနောက်ထပ်ဘောတစ်ခုတော့ရမှာပဲလေဟုတ်တယ်မဟုတ်လား तू ပြည့်တာကသိပြီးတော့အထိမနာဘူးပေါ့ပြောရင်တာကအထိနာလဲပြည့်ချင်းရဘဲပြည့်ချင်းလဲတိလသမารိပညာပြည့်သွားတာနိဗ္ဗာန်ချမ်းသာကိုကြည်ဝဲပြီးတော့တောင့်တထားတဲ့အကောင်းမှုမျိုးမဖြစ်တာဖြစ်လာတာလေးတွေနော်ပျောက်ပြက်သွားတဲ့အနေအထားမျိုးဟုတ်လား အဲ့ဒီဂါထာလေးကိုပထမအဆုံးရေးပြတော့အဲ့လိုရေးပြပြီးတော့ဒုတိယဂါထာဆက်ပြီးတော့စတော်ကြီးကရေးဟုတ်လားဒုတိယဂါထာရဲ့အဓိပ္ပာယ်လေးတော့ပဲပုံပုံပြောပါမယ်နော်ရှေးတုန်းကပြည်စုံခဲ့မှုတွေများစွာကြီးကျယ်တဲ့ဘဝတွေများစွာရခဲ့မှုတွေအဲ့ဒါတွေအခုပြန်ကြည့်လိုက်ပါမှာအရှိတော်နော်စက္ကီဘူတာနာပုပ္ပေဟိဘိနာတံပတ္တိယောဘဟု ပါရမီပုံညတံပါရတာရီကောဝအဘိနကောရွတ်လိုက်ပါဦးမယ်ပြောမှတော့နားလည်အောင်ပြောလိုက်ပါနော်ခြေတုံးကစัจဝရီမင်းကြီးတွေတောင်ဖြစ်ခဲ့ဘူးတဲ့ဗြမာတွေနဲ့တွေလည်းကျိန်ဖာများစွာဖြစ်ခဲ့ဘူးတဲ့အလွန်ကြီးကျယ်တဲ့ပြည်စုံခြင်းတွေများစွာရခဲ့ဘူးတဲ့ဘာကြံသေးတယ်လဲအခုကြည့်လိုက်အာမမကြံအနိစ္စမျိုးတွေအဖတ်မတင်တဲ့အမျိုးတွေအခုဘုံဝခီးကြီးလည်းအဖတ်မတင်မဲနဲ့သွားနေကျွတ်တော့အဲ့ဒါသဘောကိုမပေါက်ဘူး ကျုပ်ကတော့သဘောမပေါက်ဘူးလို့ပဲအတင်းဆွဆွဲနေတယ်လို့ထင်ရင်လည်းထင်ရုံပဲသဘောပေါက်တယ်လို့ကမထင်ဘူးဘဝခရီးကိုဘယ်လိုသွားနေရတော့အဖတ်မတင်ရင်သွားနေတာနော်ဒီတိုင်းပဲအခုဒါပဲရထားတယ်လေခံရခက်တဲ့သဘောရှိမယ်တခါလေတက်တာတဲ့သဘောရှိမယ်ဖြစ်ခဲ့တဲ့ကိစ္စတွေကဘာကြံသေးလို့တော့ဖြစ်ခဲ့တဲ့ကိစ္စဘာကြံတယ်လဲစဉ်းစားတော့ နော်အရင်အရင်အရင်နှစ်တရာမပြောတော့နဲ့မနေ့ကဟာတောင်ကြံတော့တာမဟုတ်မနေ့ကဟာတောင်ကြံတာမဟုတ်နော်အဲ့ဒါကိုပြောတာနော်အလွန်ကြီးကျယ်ခန္ဓာနဲ့ပြည့်စုံခြင်းတွေအကုန်ဘာမှမရှိတော့ဘူးအိဋ္ဌာမျိုးတွေဟောဒီလောကကြီးမှာမပျက်စီးတာတခုပဲရှိတယ်တဲ့ဟောအဲ့ဒါလေးကတော့အလွန်လေးစားတဲ့အကောင်တွေဆိုကြီးမြင်ပြတာဘယ်ဟာမပြတ်တာတော့ပါရမီပုံညတံပါရတာရီကောဝအဘိနကော တခုသောအရာမပြတ်ဘူးအဲ့ဒီတခုသောအရာဆိုတာဘယ်အရာကိုပြောတော်ဆိုတော့ပါရမီပုံညာတံပါရစကလုံးသုံးလုံးပေါင်းထားပါရမီပုံညာတံပါရပါရမီဆိုတဲ့စကားကိုရှင်းရအောင်မယ်ပါရမီဆိုတာပါရဆိုတာနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံခန္ဓာကဒုက္ခတည်းဟူသောဒီဘက်ကံနိဗ္ဗာန်ကနပါရဟိုဘက်ကံအဲ့ဒီဟိုဘက်ကံကိုရောက်ရှိတတ်တဲ့အလုပ်တွေကိုပါရမီလို့ခေါ်တာဟုတ် ပုံညဆိုတာဖြူစင်တန်ရှင်းတဲ့အလုံးတံပါရဆိုတာအဆောက်အုံကြီးကိုပြောတာပါရမီပုံညတံပါရနိဗ္ဗာန်ချမ်းသာကိုရစေတတ်တဲ့ဖြူစင်တန်ရှင်းတဲ့ကောင်းမှုအဆောက်အုံကြီးအဲ့ဒီတခုသောတရားဟာမပြတ်ဘူးဟိုမပြတ်ဘူးဆိုတာလေးလည်းနည်းနည်းနားလည်ဖို့လိုတယ်ဘယ်ကုသိုလ်စေတနာပဲဖြစ်ဖြစ်ဘယ်အကုသိုလ်စေတနာပဲဖြစ်ဖြစ်ဖြစ်ပြီးရင်တော့ရှောက်ပြတ်တာတော့ဘာကိုရည်ရွယ်ပြီးတော့မပြတ်ဘူးလို့ပြောတာတော့ နောက်မှသူကစွန့်အပ်တတိတတိသဘောမျိုးလေးကြံတယ်ဒါလေးကပြောရတာအရင်ခက်ခက်နဲ့နဲ့တယ်ဆိုကြပါစို့ကိုကနိဗ္ဗာန်ချမ်းသာကိုတောင့်တပြီးတော့ကောင်းမှုတစ်ခုပြုတယ်ဆိုရင်အဲ့ဒီကောင်းမှုလေးကနိဗ္ဗာန်ချမ်းသာရအောင်ကိုကိုအများကြီးတွန်းအားပေးလိုက်သူပြတ်သွားတာတော့မှန်တယ်အဲ့ဒီတွန်းအားကြံတယ်လို့တင်စားပြောခြင်းပဲဖို့ဖို့ကကုသိုလ်ကောင်းမှုတွေကိုတော့ပြုတယ်ဒါပေမဲ့နိဗ္ဗာန်ချမ်းသာကိုမတောင့်တတတ်ဘူးဆိုကြပါစို့ အဲ့ဒီကုသိုလ်ဟာကောင်းမှုဖြစ်တဲ့အတွက်ကြောင့်ကောင်းကျိုးကိုပေးမယ်လူဖြစ်နတ်ဖြစ်ဗမာဖြစ်ကိုပေးမယ်မပေးဘူးမဟုတ်ပေးမယ်သို့သောသူပေးတဲ့အရာကဘာမျိုးလဲဆိုတော့အနိစ္စမျိုးဖြစ်တယ်ကောင်းမှုကလည်းပြုတုံးမှပြည့်ရတယ်အကျိုးရလက်ကလည်းနတ်ပြည်မှာ gain နေပြီးပြီဆိုတော့လည်းပြီးသွားရောအကျိုးရလက်ကလည်းအနိစ္စမျိုးဖြစ်လို့ပြည့်ရတယ်ဘာဖတ်တယ်တော့ဘာမှဖတ်မဖတ်ဘာမှဖတ်မတင်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကုသိုလ်ကြတော့အဲ့လိုမဟုတ်ဘူးကုသိုလ်ကတော့ပြုရဲခဏမှပြည့်ရတယ် ဒါပေမဲ့ तू ကဒီဟာအတွက်ဒီဟာကိုဘာရှားဖို့အတွက် तू ကရည်ရွယ်ပြီးတော့ဖြူတာလေနိဗ္ဗာန်ကိုရဖို့အတွက်ရည်ရွယ်ပြီးတော့ဖြူတာတော့ဒီကောင်းမှုကြောင့်ရမယ်ဒါတင်စားပြောတာပါနိဗ္ဗာန်ဆိုတာအကျိုးရလက်တစ်ခုလည်းမဟုတ်ဘူးတို့တော့နိဗ္ဗာန်ချမ်းသာကိုရစေတတ်တဲ့မဲ့ညံဖိုးညံကိုပြုတ်လိုက်တဲ့ကောင်းမှုအဲ့ဒီမဲ့ညံဖိုးညံကိုရစေမယ်ဆိုရင်ကိုကနိဗ္ဗာန်ကိုမျက်မှောက်ပြုတ်ရမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်ပြီးနိဗ္ဗာန်ဆိုတာကဘာတော့နိစ္စမျိုးအနိစ္စမျိုးမဟုတ်ဘူးတို့က အမြဲတမ်းရှိတဲ့အရှိတရားနားလည်ဖို့ခက်တဲ့စကားလုံးလေးပြောနေတာဘုန်းကြီးကဟုတ်လားအဲ့ဒါဘုမလို့ तू ကတင်စားပြီးတော့ပြောတာဒီကုသိုလ်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကုသိုလ်တစ်ခုဟာဘယ်တော့မှမပြတ်ဘူးလို့ပြောတာနိဗ္ဗာန်ကိုမရည်ရွယ်တဲ့ကျန်တဲ့ရည်ရွယ်ချက်တွေနဲ့လုပ်တဲ့ကုသိုလ်ကတော့ပြတ်မှာနော်ပြုစဲမှာကုသိုလ်ကလည်းပြည့်ရတယ်အကျိုးရလကလည်းအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်အကျိုးပြီးပြီးတာနဲ့ပြတ်တယ်ကျွတော့အဲ့ဒီနီးနဲ့လာခဲ့တာတတန်တရားလို့ဒါကြောင့်မပြည့်စည်တဲ့အရာလေးကိုရစေမဲ့ကောင်းမှုလေးဖြစ်အောင် lâu à mẹ đã một chờ đã